မင်းမင်္ဂလာပါရှင်ဒီဘလော့လေးကတော့အဘန်ကောက်မှာအရန်နာမည်ကြီးနေတဲ့ Lakshmi Meadow ပေါ့နော်ဆူတောင်းပြမေတော်စီကိုသွားတဲ့ဘလော့ကလေးပဲဖြစ်ပါတယ်ရှင်အဲ့အတူတူ like ခဲ့ပါအောင်နော်အဒီသူ့နေရာလေးရကြတော့လေတော်တော်များများ BDSD ရောအဘတ်ကားမတိုင်နေရောဝေးတာဖြစ်တဲ့အတွက်တကယ်လို့လူများတယ်ဆိုရင်ပို့နှားပြီးတော့သွားလို့ရှိရင်လည်းအဆင်ပြေတယ်လို့တကယ်လို့ BDS နဲ့သွားမယ်ဆိုရင်လည်းဆူရဆက်နဲ့နှီးပါတယ်ပြီးတော့ဒီလို shuttle bus လေးတွေလည်းရှိတာဖြစ်တဲ့အတွက် PDS CV shuttle bus စီးရင်တော့အဆင် ပြင်နိုင်နေပေါ့နော်ဒါကတော့လေဘုန်းကြီးเจ้าဝင်းထဲမှာတည်ရှိပြီးတော့သူကဘေးလေးမှာတက်တက်ရှိတယ်ပေါ့နော်เจ้าဆောင်နဲ့အဲ့ဒီเจ้าဆောင်ရဲ့အရှိမှာပဲအဲကိုကတ်လူဘူအတွက်ပွဲတွေရောင်းလာရှိပါတယ်အဲ့ပွဲတွေကတော့ဈေးအစားအစားရှိပါတယ်တရားကနေစပြီးတော့အစားအစားရှိပါတယ်ကိုကြိုက်တဲ့ပွဲဝယ်ပြီးတော့ကတ်လူပြီးတော့ဆူတောင်းလို့ရပါတယ်ဒါကတော့ဘုန်းကြီးเจ้าထဲမှာရှိတဲ့ဖျားဆင်းမှုတော်လေးပဲဖြစ်ပါတယ် က်မဲ့ပန်းတွေဝယ်ပြီးပြီဆိုတာနဲ့အပေါ်ကိုတက်ပြီးတော့အာဒီမဲရိုရှိမှာသွားပြီးတော့ဖျားပန်းကက်ပြီးတော့ဆူတောင်းဝေးလို့ရပါတယ်ဆူတောင်းတဲ့အခါမှာလဲကိုလိုချင်တဲ့ဆူတစုကိုဟိုစိတ်ထဲမှာရီမှန်းပြီးတော့ကက်ပြီးလို့ရပါတယ် ပြည်နေလို့လည်းပြောကြပါတယ်အဲထက်ကတော့ဒီပန်းလေးကိုကတ်လိုက်တယ်ပေါ့နော်အဲသူကလေတော်တော်များများလည်းလာပြီးတော့အဲ့လိုမျိုးကတ်ကြတယ်အဲကတ်ပြီးတော့ဆူတောင်းကြတယ်ပြေးကြလို့ရှင်ပြေးွားပြီဆိုရင်လည်းထက်ပြီးတော့လာပြီးတော့သူကအဲထက်ကတ်တယ်ပေါ့နော်အဲအကြောင်းမလို့ဒီမှာပွဲလေးတွေတော်တော်များများရှိပါတယ်မင်းများတော့လေဒီမှာလာဆူတောင်းတဲ့သူတွေကကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းအဲဝင်ငွေကောင်းအောင်လာပြီးတော့ဆူတောင်းကြတာများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီယူရလဲပေါ့နော်တကူကဒီမေတော်ရဲ့လက်ဘွားကို အာပုတ်ပြီးတော့ကိုဝင်ငွေရမယ့်လမ်းကြောင်းပေါ့နော်ဥမာပတ်စံအိတ်ဆိုလဲပတ်စံအိတ်တကယ်လို့ဖုန်းနဲ့ပတ်သက်ပြီးလုပ်နေတဲ့ online shop တွေပဲဖြစ်ဖြစ်အဲ့လိုဟာမျိုးဆိုရင်ပုတ်ပြီးတော့ကိုဖုန်းနဲ့ကိုပုတ်ချရင်ပို့ပြီးတော့ဝင်တယ်လို့ပြောပါတယ်နောက်တစ်ခုကလေဒီကြွက်ကလေးရဲ့နားရနေပြီးတော့မှသွားပြီးတော့ဆူတောင်းတန်ပြောလိုက်တယ်ဆိုလို့ရှိရင်လဲကိုဆူတောင်းတန်ကြားပြီးတော့အဲ့ဆူတောင်းကပြည့်တယ်လို့လည်းပြောတယ်ပေါ့နော်အဲ့ဒီဟာလဲဆူတောင်းခဲ့တယ်ပေါ့နော် ချောင်းဝင်းရလေလေတော်တော်ကျယ်တယ်တော်တော်များများပေါ့နော်ဆူတောင်းပြေသွားတဲ့သူတွေကလည်းထက်လာပြီးတော့မေတော်စီမှာပွဲထက်ခတ်ကြတယ်ပေါ့နော်အဲပြီးတော့တကယ်လို့ပေါ့နော်ကိုဟောက်ကိုလာခြင်းနဲ့ဆိုလို့ရှိရင်လည်းထက်ကဒီ blog လေးမှာအာ Google Map ကလေးနဲ့ပြထားပါတယ်ကိုဟောက်ကို Google မှာရှာပြီးတော့လည်းလာလို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါနောက် blog ဒီမှာပြန်တွေ့ကြမယ်နော်တတ